ငလျင်ကြီးပြီလို့ရရှိလိုက်တဲ့အထဲမှာဒုက္ခတွေတောကတွေအကြောက်တရားတွေအပြင်ကိုရရှိပိုင်ဆိုင်ထားတဲ့ဘဝဟာခဏလေးအတွင်းမှာပျက်စီးပျောက်ပြက်သွားနိုင်တယ်ဆိုတာရယ်ကိုပိုင်ဆိုင်တယ်လို့ထင်ရတဲ့ပစ္စည်းအဥ္စာတွေကိုတဘဝလုံးစူးစမ်းထားတဲ့ပစ္စည်းဥ္စာယတနာတွေဟာလည်း တခဏအတွင်းပျက်စီးသွားနိုင်တယ်ဆိုတာရယ်နောက်တစ်ခုကဘဝဆိုတာအာမခံချက်မရှိတဲ့အတွက်ကြောင့်ငါတို့တော့အသက်ကြီးမှကုသိုလ်ပြုမယ်ဆိုတာတွေရယ်ဒါတွေကလုံးဝမှားတယ်ဆိုတာသင်္ကန်းစာတစ်ခု အဖြစ်တံဝေကတစ်ခုအဖြစ်ရရှိလိုက်တယ်။ပါသွားတဲ့အထဲမှာ ယဟန်တန်ဃာတွေဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်တာမယန်တန်ဃာတွေမဟုတ်ဘူးမဆိုးရင်လိုမျိုးចောင်းတိုက်ကြီးတွေမှာစာပေပရိယက်လိုက်စားနေကြတဲ့ငယ်ပြူတန်ဃာတွေနောက်ပြီးတော့ငယ်လက်ကြီးဆိုတာထက်ဓမ္မစရိယအရန်ရောက်နေတဲ့ယဟန်တန်ဃာတွေဆုံးရှုံးမှုနဲ့ကြည့်မယ်ဆိုလို့ရှိရင်အကြီးမားဆုံးဆုံးရှုံးမှုတွေပါပဲ ဘာသာအတွက်ကောသာသနာအတွက်ကောနောက်ဆုံးဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံကြီးအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတွေပေါ့လူတွေဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတချို့တကားတကမတွေဟောဗုဒ္ဓဘာသာတွေကိုဘာသာကိုပစ္စည်းလေးပါးနဲ့ခက်ခဲမှမှထောက်ပံ့နေတဲ့တကားတကမတွေပါဝါတာလည်းတွေ့ရလုံစွာစိတ်မကောင်းဖြစ်ရတယ်ဝမ်းနဲ့ကြည်ကွဲရတယ် တွေးမိတိုင်းစိတ်ထဲမှာဝမ်းနေတဲ့စိတ်အလိုလိုဖြစ်လာကြရတယ်။ဒါဟာတူတယောက်တည်းဖြစ်နေတဲ့စိတ်မဟုတ်ဘူး။မြန်မာတိုင်းနိုင်ငံလုံးမြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးဖြစ်နေတဲ့စိတ်ခံစားချက်တစ်ခုဖြစ်တယ်။အဲတော့နောက်ဆုံးဒီကုန်းချုပ်အနေနဲ့ပြောချင်တာကတော့ဒီမြင်ကလေးကြီးပြီးဆုံးသွားတဲ့နောက်ပိုင်းမှာတောကတွေဒုက္ခတွေ အကြောက်တရားတွေအင်းလင်းရတာတွေခြံခဲ့တယ်လို့နောက်ခြံခဲ့တဲ့အရာတွေကိုလည်းမြင်အောင်ကြွက်ကြည့်ရမယ်ဦးဇင်းတို့ရဲ့ဘဝဟာတခဏလေးအတွင်းမှာခြုံငိမ့်သွားနိုင်တယ်ပိုင်ဆိုင်တော့တဲ့ပစ္စည်းအဥ္စာတွေဟာလည်းပဲတခဏလေးနဲ့ပျက်စီးသွားနိုင်တယ်နောက်တစ်ခုက ဘယ်ချိန်ခါမှကုသိုလ်ပြုမယ်ဘယ်ချိန်ခါမှဘဝကိုကောင်းကောင်းမွန်မွန်နေမယ်ဆိုတဲ့အာမခံချက်တွေတတဝါရရဲ့ဘဝမှာမရှိဘူးချိန်မရွေးတည်သွားနိုင်တယ်ဒါလေးတွေကိုတတိတံဝေကဖြစ်ပြီးတော့တတိတံဝေကပွားပြီးတော့ကြံရှိနေတဲ့အချိန်လေးတွေကိုတတ်မှုရှိအောင်ကြိုးစားနိုင်ကြပါစေ။